င်းရဲခြင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်ဣနသုတ်တံတဲ့ဣနဆိုတာကြွေးလို့အဓိပ္ပာယ်ရတယ်လို့သောသောကပြောခဲ့တယ်နော်အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဥမာပေးပြီးတော့ဟောတာယဟန်တို့တဲ့လောကမှာဥစ္စာပစ္စည်းပိုင်ဆိုင်မှု မရှိလို့နော်နွမ်းပါတဲ့ပုံကိုယ်ကြီးဥစ္စာပစ္စည်းပိုင်ဆိုင်မှုမရှိလို့ကိုနွမ်းပါနေတယ်အဲ့ဒါလို့နွမ်းပါရတာမွဲတေရတာဟာဆင်းရဲသလားချမ်းသာသလားတဲ့ဆင်းရဲတယ်မွဲရတာဆင်းရဲတာပေါ့ ဟုတ်တယ်မဟုတ်လားအဲဟုတ်ပြီနော်ဒါပထမမွေးခြင်းဟာဆင်းရဲခြင်းအဲ့ဒါလိုဥစ္စာပစ္စည်းပိုင်ဆိုင်မှုရှိလို့ဆင်းရဲမွေးတည်ပြီးဟေးဆိုအရေးအကြောင်းသုံးစရာမရှိအရေးကလည်းလုတ်ကြီးနေပြီးလိုးနေပြီးဆိုတော့သူ့ဘာလို့ရတော့ကျွေးယူရတယ်ဟုတ်တယ်မဟုတ်လားအဆင်းရဲတော့ကျွေးယူရတယ်ဟောတချို့ဥစ္စာပစ္စည်းပိုင်ဆိုင်မှုရှိလဲထပ်လိုခြင်းလို့လုပ်ငန်းတိုးခြင်းတော့လည်းပဲကျွေးယူတာလည်းရှိဟုတ်လားဆင်းရဲလို့ကြီးယူတာမဟုတ်ကျွေးရချမ်းသာလည်းပဲအလိုမတက်နိုင်တော့ယူကြသေးတာပဲဒါပေမဲ့ အဲ့ဒီယူတဲ့ကျွေးရတစ်ချိန်ကြအဲ့ဘလို့ပြန်ပြီးတော့လုံမဆိုသူကတွက်ကိန်းနဲ့ဥစ္စာတိတ်ပြီးတော့ဟိုဆင်းရဲလို့ယူရတဲ့ကျွေးတော့တော့မပူလောင်ဘူးထင်ပါရဲ့ဟုတ်လားဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းကလိပ်ပတ်မလဲဘူးဆိုရင်သူလည်းပဲလောင်နိုင်သေးတာပဲဟုတ်လားဒီမှာတော့မျက်စွာပဲဟာဥစ္စာပစ္စည်းနွမ်းပါးခြင်းဒီနံပါတ်1ဆင်းရဲခြင်းဖြစ်တယ်နွမ်းပါးလို့ကျွေးယူရပြီဟေ့ဆိုရင်ဒါနံပါတ်1ဆင်းရဲခြင်းဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုကျွေးယူတဲ့အခါမှာကျွေးရဆိုတဲ့အမျိုးဟာအတိုးနဲ့ဘယ်တော့မှမကင်းဘူး နော်ဖခင်လက်ထက်ကလည်းဒီတိုင်းပဲဟိုးရှင့်အရင်ကတကယ်ဘယ်သူမှအလကားမချီဘူးဟုတ်လားဟုတ်ပြီနော်အဲ့တော့သူအကျွေးသွားယူပြီဆိုတဲ့ကွာစားအတိုးပေးပါမယ်လို့ပြောခဲ့ရတယ်အဲ့ဒါလို့အတိုးပေးပါမယ်လို့ပြောခဲ့ရတာဩအတိုးဆိုတာကိုယ့်ရဲ့လှုပ်ထားတဲ့ရတဲ့အကျိုးမြတ်ထဲကသူ့ကိုခွဲဝေပေးရတာပဲလေတကယ်ကဟုတ်လားအဲ့တော့အတိုးပေးရမယ်လို့ဝန်ခံခဲ့ရတာဩမချမ်းသာဘူးသူလည်းဆင်းရဲတယ်ဆင်းရဲခြင်း၃မျိုးရှိပြီနော်အဲ့ဒါလို့ကွာ တို့ပေးပဲမဲ့တော့ဝန်ခံပြီးတော့ချီးလာတယ်။အာချီးတဲ့ကွာစာမရှိလို့ချီးတာတော်တော်နဲ့ပဲဆက်နိုင်မလို့မဆက်နိုင်တဲ့အခါကျတော့ဘာလို့မလို့ကြွေးရှင်တွေကကြွေးတောင်းနေတဲ့ခဏခဏလာလာတောင်းနေဟုတ်လားအဲ့လိုကြွေးတောင်းခံရတာရောဆင်းရဲလားဆင်းရဲတာပေါ့တောင်းခံရဘူးတယ်တောင်းခံရဘူးတဲ့လူတွေရှိမှာပေါ့ဟုတ်လားကြွေးတောင်းခံရတာဆင်းရဲတယ်အဲ့လိုကြွေးတောင်းခံရတာဆင်းရဲတော့နောက်ကြတော့ဩကြွေးရှင်ကိုမတိအောင် အကျွေးရှင်နဲ့ဝေးရဖို့ပဲဘာလို့လဲပြေးရတယ်တချို့မဆက်နိုင်တဲ့အခါကျတော့ဘဝကိုဒီနားမှာဇက်မြုပ်ပြီးတော့တနေရာသွားပြီးတော့ရက်တီကိုကြိုးစားရတယ်ရှင်းတော့လောကမှာဒါမျိုးတွေဟုတ်လားအဲ့လိုရက်တီလည်းပဲဩကျွေးရှင်ကလည်းအနှံ့အနှံ့ခံပြီးတော့မရရအောင်လိုက်တယ်ဟမ်လိုက်တာပဲသူကလည်းသူ့ဟာအဆုံးရှုံးမခံနိုင်ဘူးလေအဲ့လိုကျွေးရှင်ကငါနောက်ကိုလိုက်နေတဲ့လို့သိရတာလည်းပဲစင်းရဲတဲ့အားမျိုးရှိပြီနော်နောက်ကြတော့မိတာပဲရာဇဝပေးပြေးမလွတ်တယ်ဟုတ်လား မိတယ်မိတဲ့အခါကျတော့ဘာတော့ဖန်ခံရတယ်ချုပ်ခံရတယ်ထောင်ချခံရတယ်။အော်6ခုမြောက်ဆင်းရဲခြင်းဒါလောကမှာတကယ်ဖြစ်တဲ့ဖြစ်ရကိုမြတ်စွာဘုရားကဥပမာပေးတာဒါဟောလို့ရင်တရားမဟုတ်သေးဘူး။ဒါကလေးနဲ့တဲ့အတိတ်ပဲမဆောင်သေးဘူး။လေးနဲ့တဲ့အတိတ်ပဲကိုတိဖို့ကြိုးစားတဲ့အခါမှာလွယ်ကူဖို့ရှေ့ရဥပမာနေခင်းထားတာပဲရှိသေးတယ်။ပြန်မှတ်မယ်နော်ဥပမာကိုဆင်းရဲလို့မွေးရတာဟာဆင်းရဲတယ်။အော်ပိုင်ဆိုင်မှုနဲလို့မွေးရတာဆင်းရဲတယ်။ ဟုတ်လားအဲ့လိုမွဲတဲ့အတွက်ကြောင့်ကျွေးယူရတာဆင်းရဲတယ်အတိုးပေးပါမယ်လို့ဝန်ခံခဲ့ရတာဆင်းရဲတယ်ဟုတ်ပြီနော်အတိုးတက်နေတာဟုတ်ကျွေးရှင်ရကျွေးလိုက်တောင်းတာဟာဆင်းရဲတယ်ကျွေးရှင်ရနောက်ကတစ်ခေါက်ခေါက်လိုက်နေပြီလေလို့သိရတာလည်းဆင်းရဲတယ်နောက်ဆုံးဖန်းခါရချုပ်ခါရနှောင်ချနှောင်ဖွဲ့ခါရတာလည်းဆင်းရဲတယ်အေးတဲ့အေးတဲ့အဲ့ဒါလိုပဲတဲ့အရိယာအစုံမှမြတ်စွာဘုရားရဲ့သာသနာမြတ်စွာဘုရားရဲ့အမြင်တွေကိုပြောကြတဲ့အတိုင်းအဝိုင်းမှာ ်ဘယ်လိုပုံကူမျိုးဟာဆင်းရဲတယ်လဲဆိုရင်အဲ့ဒီမှာလည်းမြတ်စွာဘုရားတရား၅လုံးသုံးတယ်။ဘာသုံးတော့ဆိုတတ္တရယ်ဟိရိဩတ္တပရယ်ဝရိယရယ်ပညာရယ်တရား၅လုံးသုံးတယ်။နောက်လူတစ်ယောက်ကကုသိုလ်ကောင်းမှုရဲ့အပေါ်မှာတော့ယုံကြည်မှုမရှိဘူး။ကောင်းတာ လုပ်ရင်ကောင်းလိမ့်မယ်ဆိုတဲ့အစိတ်ကလေးတောင်သူ့မှာမရှိဘူး။တရားတရားလုံးဝခန်းချောက်နေဟုတ်လား။ဘုရားတရားတန်ခါကိုယုံကြည်ဖို့ဆိုဝေးရော ဟုတ်လား။ လူတရာတရားခန်းချောက်တဲ့အခါကျတော့ပေါ်မှာဖြစ်သလိုပဲနေမကွာမကောင်းတာလှုပ်ခွင့်ကြုံလဲလှုပ်လိုက်မှာပဲပြောခွင့်ကြုံလဲပြောလိုက်မှာပဲမကောင်းတာကိုရှေ့အကောင်ကြောက်အကောင်မှမသိဘူးအကောင်မှုရဲ့အကျိုးပေးကိုမမြင်တဲ့အတွက်ကြောင့်ဒါတွေရရှက်เสียကြောက်เสียဆိုတဲ့အမြင်သူ့မှာမရှိဘူးအဲ့တော့ဟိရိဩတ္တပလည်းခန်းဟုတ်လားတရာတရားမရှိဘူးဟိရိဩတ္တပမရှိဘူးပြီးတော့ပါတော့ဝရိယမကောင်းတာမဖြစ်အောင်လုပ်မယ်ဟေးကောင်းတာဖြစ်အောင်လုပ်မယ်ဟေးဆိုတဲ့မှန်ကန်တဲ့စူးစမ်းအထောက်အမှုသူ့မှာမရှိဘူးငါတော့ကောင်းတာလုပ်ဦးမှဆိုတဲ့ဝရိယမျိုးမရှိဘူး မကောင်းတာရှောင်းမှဆိုတဲ့ဝရိယမျိုးမရှိဘူးဒီပြင်ဝရိယကိုပြောတာမဟုတ်ဘူးနော်ဒီနေရာမှာဝရိယဆိုတာကမကောင်းတာမဖြစ်အောင်ကောင်းတာဖြစ်အောင်ကြိုးစားတဲ့ဝရိယကိုပြောတာအဲ့ဒါလို့မရှိတဲ့အတွက်ကြောင့်ဘဝခန္ဓာအကြောင်းလောကအကြောင်းနဲ့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 ထွန်းဖောက်ပြီးသိဖို့မြင်ဖို့ဆိုတာဝေးသွားပြီပညာလည်းမရှိဘူးတရားဗဏ္ဍမျိုးတော့ငါးလုံးပြောတယ်အဲ့ဒီမှာတော့ဟုတ်လားတရာဟိရိဩတ္တပဝရိယပညာဘုရားသာသနာရေးနဲ့ကြုံသာကြုံနေတာသူ့မှာအဲ့ဒီစိတ်အကြီးအသေးငါးမျိုးခန်းချောင်းနေမရှိဘူးတဲ့ အဲ့လိုမရှိတာကိုဒီဖုရားအဆုံးအမသာသနာမှာဒီလူဟာလူဆင်းရဲတယောက်ပဲလို့သတ်မှတ်တယ်တဲ့ပဂတိဥစ္စာပစ္စည်းမရှိတဲ့လူကိုလောကကတော့လူမွဲလို့သတ်မှတ်တယ်ဖုရားရဲ့အဆုံးအမမှာတော့ပဂတိဥစ္စာပစ္စည်းမရှိတဲ့လူကိုလူမွဲလို့သတ်မှတ်တာမဟုတ်ဘူးတဒါဟိရိဩတ္တပဝရိယပညာမရှိတဲ့လူကိုလူမွဲလို့သတ်မှတ်တာဟုတ်လားဘယ်သူမရှိမရှိညံ့တာမလိုက်ဘူးဟုတ်လားမရှိတဲ့လူဟာလူမွဲပဲဟုတ်ပြီနော် အဲ့လိုမွဲပြီးဟေ့ဆိုရင်သုံးတော့ဗဂရိမွဲတဲ့လူကဘာလို့ရတော့ကျွေးယူရလဲအခုလည်းပဲသူတော်ကောင်းတရားရှာပါလို့သူတော်ကောင်းတဲ့မွဲပြီးဟေ့ဆိုသူလည်းကျွေးယူမှာပဲတဲ့ဘာကျွေးယူမှာလို့မဟုတ်တာလောက်တာမဟုတ်တာပြောတာမဟုတ်တာ တွေးတာအဲ့ဒါကျွေးယူခြင်းပဲတဲ့ဘလောက်ကောင်းတဲ့ဥမာနဲ့ရှင်းဆက်ပြီးတော့ပြပြထားတဲ့အချက်လဲဆိုတာမြင်အောင်ကြည့်ဒါဖရာမဟောနိုင်တာလို့ကျုပ်ကတော့အဲ့ဒါလိုခံစားရတယ်ဒီလိုအလွန်ကောင်းတဲ့အမြင်တွေဥမာတွေဆိုတာမန်တို့ဇုံကပြောနိုင်မှုဒါမျိုးဟုတ်လားစဉ်းစားတော့ ပကတိဥစ္စာပစ္စည်းမရှိလို့မွဲပြီဆိုရင်ကျွေးယူရတယ်ဟုတ်တယ်ဒါရှင်းတယ်အဲဒါလိုပဲစိတ်ထဲမှာခုနကပြောတဲ့တရားဟိရိဩတ္တပဝရိယပညာမရှိဘူးသူတော်တခန်းချောင်းနေပြီသူဘာလို့တော့မလို့ဒုသရိုက်လို့တော့မေးမဟုတ်တာလို့တော့မေးယုံကြည်ရင်လို့မလားမလို့ဘူးအရှက်အကြောက်ရှိရင်လို့မလားမလို့ဘူးဝရိယတွေပြင်းထန်နေတယ်မကောင်းတာမလို့ဘူးကွာကောင်းတာလို့မယ်ကွာဆိုတဲ့လူဟာမကောင်းမှုလို့မလားမလို့ဘူးမှန်မှန်ကန်ကန်သိတဲ့မြင်တဲ့ပညာရှိရင်ကလို့မလားဘယ်လို့မလို့ အဲ့ဒါဒီမရှိဘူးဆိုသူကလှုပ်ခွင့်ကြုံရင်လှုပ်တော့မှာသူကအဲ့လိုမကောင်းမှုဒုစရိုက်ကိုလှုပ်နေတာသည်သူကြွေးယူခြင်းပဲတဲ့ကြွေးတဲ့ကိုကြွေးနွန်တဲ့ကိုသူနစ်သွားပြီနော်ပဂတိကြွေးနွန်တဲ့နစ်ရင်နောက်ဆက်တွဲပါလိမ့်လားမလို့အတိုးတက်မယ်ကြွေးတောင်းခံရမယ်ကြွေးရှင်လိုက်မယ်ပြီးရင်ဖမ်းခံရမယ်ဟုတ်လားဒီဟာလဲလာမှာအဲ့ဒီထိလာမှာသူကလဲဒုစရိုက်ကြွေးကိုယူလိုက်ပြီဆိုလို့ရှိရင်ဘာဖြစ်မလဲအတိုးတက်အတိုးတက်တယ်ဆိုတာဘာပြောတာတော့ဆိုတော့ ကိုမဟုတ်တာဟိုမဟုတ်ဘူးလို့လူသိမခံခြင်းဘူးအဲ့ဒါပုထုဇဉ်တွေရဲ့စိတ်ပဲဖုံးကွယ်ခြင်းဟုတ်လားကိုယ့်ရဲ့မကောင်းတဲ့အချက်ကိုသူများမသိစေခြင်းဘူးစိတ်အားဖြင့်နှုတ်အားဖြင့်ကိုယ်အားဖြင့်ကြိုးပမ်းနေအားထုတ်တယ်ဒါကိုသူများမသိအောင်အဲ့ဒါလိုဖုံးကွယ်ခြင်းဒီအဲ့ဒါပါတော့အတိုးတက်ခြင်းပဲအဲ့ဒါပင်ကောမဟုတ်ပါပဲနဲ့ဟုတ်တယ်ဆိုတဲ့ပုံကလည်းပြကျင်သေးတာအဲဒါကြောင့်မလို့ तू ကနှစ်ထကွန်းနာတာကျွေးမှာအတိုးရှိတယ်လို့မကောင်းမှုပြုထားတဲ့ပုံကောမှလည်းပဲ မကောင်းတာမကောင်းတာလုပ်နေတဲ့လူလို့အထင်မခံလူချင်းဆိုတဲ့ဖုံးကွယ်မှုသူ့မှာရှိတယ်ဒါနဲ့နဲ့နဲ့တွေးကြည့်နော်ဟုတ်လားအဲ့လိုဟိုဖုံးမှုတို့ဖုံးကွယ်ခြင်းတော့ဘာခေါ်တော့အတိုးတက်တယ်လို့ပြောရတယ်ဟုတ်ပြီအဲ့လိုဆိုရင်ကျွေးရှင်လိုက်တောင်းတယ်ဘာပြောတာလဲကျွေးရှင်တောင်းတယ်ဆိုတာအမှန်မြင်ရတဲ့ပုံကိုယ်တွေကခဲ့ရဲ့လိမ့်မယ်တဲ့ကြည်လားညံဖြင်းလိုက်တာဒီလိုနော်ကိုကိုကိုရှင်းရအောင်လုပ်နေတာကိုကိုကိုချမ်းသာအောင်မလုပ်နိုင်ဘူးအရှိမြင်တယ်သူ့ရဲ့လုပ်ရက်ကိုလည်းမြင်တယ် ဘယ်လမ်းရှောင်နေလို့ဘယ်ပန်းတိုင်းပေါက်လိုက်မှဆိုတာကိုလည်းသိနေတယ်။သိနေတော့ဘာလုပ်တော့ကဲ့ရဲ့ကြတယ်တဲ့ပညာရှိသူတော်ကောင်းတွေကအဲ့လိုပညာရှိတို့ရဲ့ကဲ့ရဲ့ခံရခြင်းတွေအဲ့ဒါကျွေးတောင်းခံရခြင်းပဲတဲ့ကျွေးတောင်းခံရခြင်းနဲ့တူတယ်တဲ့ဟုတ်လားအဲ့လိုဆိုရင်ကျွေးရှင်တွေကတကောက်ကောက်လိုက်တယ်ဆိုတာဘာပြောတော့မကောင်းမှုဒုစရိုက်ထဲမှာနစ်တဲ့ပုံကောဟာနော်စိတ်ညရာရဲ့ချင်းကပ်လို့ကောင်းတာလေးများနှလုံးသွင်းလိုက်မယ်ဆိုရင်မကောင်းတဲ့ဝိတက်တွေကအစင်လိုက်တယ်တဲ့ပို့ပို့ပြီးတော့နားလေလွယ်အောင်ပြောရင်နောင်တပေါ့နော် ်ကိုလုတ်ထားတဲ့လုတ်ရက်တွေကဘာလို့ပြန်ပြန်တွေးမိပြီးတော့စိတ်ထဲမှာမဖြူရှင်ဘူးမတန့်ရှင်ဘူးညစ်တယ်ပေါ့နော်စိတ်ညစ်တယ်အဲ့ဒါဘာလို့ကျွေးရှင်တကောက်ကောက်လိုက်နေတာကိုယ့်ရဲ့လုတ်ရက်ကအကောင်းမဟုတ်တဲ့အတွက်ကြောင့်လိုက်လာတာကလည်းအကောင်းမဟုတ်ဒီလိုဖြစ်တယ်ဒါတွေကဘုံဘုံတို့ဉာဏ်ပညာနဲ့ဖြတ်တောက်နိုင်ဖို့လိုတယ်နော်ဒါဘုံတို့အကုသိုလ်အနေနဲ့ပြောမှရှင်ဘယ်တဲ့အကျုံဝင်တော့ကုတ်ကုတ်ဆပေါ့နော်နောင်တတပံပူလောင်တာမကောင်းတာလုတ်ပြီးတော့ နောင်တရတာစိတ်တွေပူရတယ်။ကောင်းတာကိုမလုံမိလို့ဩငါအချိန်နေတာကုန်းနေတာလက်ကဘာမှလည်းအကျိုးမရှိဘူး။တကယ်လှုပ်လာဆိုတော့လည်းမလှုပ်ဘူး။မလှုပ်ဖြစ်တာကိုပဲတွေးပြီးတော့ကုန်းသွားတဲ့အချိန်နေနှစ်မျောပြီးတော့ပူနေပြန်တယ်။အဲ့ဒါလည်းပါတော့ကုတ်ကုတ်စာ။ခုဒီမှာနော်ကျွေးရှင်တွေရဲ့တကောက်ကောက်လိုက်တယ်ဆိုတာအဲ့ဒီနောင်တနဲ့ပူလောင်းနေတာကိုပြောတာ။မြတ်စွာဘုရားကအဲ့ဒီမှာအကုသလဝိတက်လို့သုံးတယ်။မကောင်းတဲ့အတွေးတွေလိုက်တာပေါ့နော်။အဲ့ဒီမှာနောက်ဆုံးရာဇဝတ်ပြေးမလို့ဘူးကွယ်ဖန်ခံရပြီ။ နော်ချုပ်ခံရပြီးထောင်ချခံရပြီးဆိုတာလူလောကမှာကြွေးနဲ့မกินတဲ့ပုံကိုယ်တွေမှာဖြစ်တတ်တယ်လို့နော်ဒီဓမ္မရှုတော်ကကြည်ရင်မကောင်းမှုဒုစရိုက်တရားတွေနဲ့ပူလောင်ညှဉ်းနှွမ်းသောစိတ်ဖြင့်သေရတဲ့အခါမှာအဲ့ဒီပုံကိုယ်ကမဖြစ်တတ်တော့အပယ်လေးပုံကိုရောက်တတ်တယ်အဲ့ဒါအပယ်လေးပုံ ရောက်သွားခြင်းသည်နော်မြင့်မြတ်သောသူတော်ကောင်းတရားကိုတည်ဖို့နိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်သူ့လောက်ကြီးမားတဲ့အန္တရာယ်လောကမှာမရှိဘူးလို့မြတ်စွာဘုရားအဲ့လိုဟောရတယ်ဆိုလိုတာကတတ္တဝါတို့တရားတတိယံဖြစ်သွားရတာလောက် ်ကြီးမားတဲ့အန္တရာယ်တွေနဲ့ကြာသွားတာမရှိဘူးအဲ့ဒီအန္တရာယ်အကြီးဆုံးပဲဘာအတွက်အန္တရာယ်လဲမဲ့ညံဖုန်ညံရပြီးတော့ဒုက္ခငြိမ်းဖို့အတွက်တိရစ္ဆာန်ဖြစ်ရတာလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်သွားတာမရှိဘူးငရဲကြာသွားတာလောက်ကြီးမားတဲ့အန္တရာယ်ဖြစ်ရတာမရှိဘူးလို့အဲ့လိုပြဆိုပြဟောတယ်ဟုတ်လားအတဘုံတို့အချုပ်နောင်ခံရတယ်ဆိုတာပြောတာတော့အပေဘုံရောက်သွားတာကိုပြောတာတုတ်တန်လေးတွေကနော်အနှစ်ချုပ်ပြီးတော့ဒီလိုလေးပြောလိုက်တော့လည်းပဲမြန်မြန်ဆန်းဆန်းပြီးသွားတာနော်အဲ့ဒါဣနတုတ်တန်ရဲ့အနှစ်ချုပ်ပဲ ွေးเสียရတယ်တော့အများကြီးမရှိဘူးလားရှိရနော်ပဂတိလူလောကကြီးမှာနော်ဥစ္စာပစ္စည်းနွမ်းပါလို့ဆင်းရဲမွဲတရတာဟာမကောင်းဘူးဆင်းရဲတယ်နော်မွဲလို့ကြွေးယူရတာလည်းဆင်းရဲတယ်ကြွေးယူလို့အတိုးနဲ့တကွာနော်ငါတော့ပေးရတော့မှာပဲဆိုတဲ့စိတ်တရလည်းဆင်းရဲတယ်နော်ကြွေးရှင်တောင်းခံရတာလည်းဆင်းရဲတယ်ကြွေးရှင်ရဲ့အလိုက်ခံရတာလည်းဆင်းရဲတယ်ကြွေးကြောင့်အချုံအောင်ခံရတာလည်းဆင်းရဲတယ်အဲ့ဒါလိုပဲမြတ်စွာဘုရားရဲ့အဆုံးအမမှာ တရားတရားမြမရှိတဲ့လူဟုတ်လားဟိရိဩတ္တပဝရိယပညာဒီတုတ်တန်ထဲမှာတော့၅လုံးပေါ့နော်ဟုတ်လားစေရမုံမြတ်တဲ့အည်သွေးကောင်းမွန်တာတွေမရှိဘူးဒါပါတော့ဆင်းရဲသူပဲအဲ့ဒါလို့ဆင်းရဲပြီဆိုသူဘာလုပ်ရမလဲတော့ကြွေးယူရမယ်ကြွေးဆိုတာဘာကိုပြောတာတော့ဒုစရိုက်တရားတွေကိုပြောတာမကောင်းမှုတွေကိုပြောတာဟုတ်လားကြွေးယူပြီဆိုအတိုးတက်တော့မယ်အတိုးတက်တယ်ဆိုတာဘာပြောတာတော့ဖုံးကွယ်ခြင်းတာကိုပြောတာဖုံးကွယ်ဖို့ကြိုးစားတာကိုပြောတာဟုတ်လား တို့တက်ပြီးတော့ကရင်ကြွေးရှင်ရတန်ကန်ကန်လာတောင်းနေတယ်ဆိုပါပြောရတော့တိတဲ့မြင်တဲ့လူတွေရဲ့ကဲ့ရဲ့ရှုံချတာကိုခံရတာကိုပြောရတာဟုတ်လားကြွေးရှင်ရတစ်ခေါက်ခေါက်လိုက်တယ်ဆိုတာပြောရတော့ဟာကောင်းတာလေးလှုပ်တော့မယ်ခြင်းကိုလှုပ်ထားတယ်မကောင်းမှုလှုပ်ရက်ကကြီးရင်ကြီးတယ်တော့ကိုကိုညစ်ညူးစေတယ်ကိုရဲ့အတွေးတွေကိုညစ်နွမ်းစေတယ်ပူလောင်စေတယ်ဒါကြွေးရှင်လိုက်တာဟုတ်လားနောက်ဆုံးအချုံအောင်ခံရတယ်ဆိုတာပြောရတော့အပေပုံရောက်သွားတာကိုပြောတာတဲ့အဲ့တော့ဒါမျိုးဆိုဖရရဲ့အမြင်ရဆင်းရဲခြင်းဆိုတာ ဘာလဲဆိုတာကိုဘုံဘုံတို့ဥပမာလေးနဲ့ကပ်ပြီးတော့ပြောလိုက်တော့အလွန်ကြည်ကြဲပြန့်ပြန့်တိခွင်ရသွားတယ်လို့မဆိုနိုင်ဘူးလားဆိုတော့နော်ကောင်းတဲ့ debt တွေမရှိရင်မကောင်းတာတွေလုံမိပြီးတော့မကောင်းတဲ့အကျိုးဆက်တွေနဲ့ဆင်းရဲရတာဒါပြောတာပဲတူတူပြောရရင်တော့ဒါပဲကိုယ့်ရဲ့အတွင်းတန်တာမှာကောင်းတဲ့ debt နည်းရင်ကောင်းတဲ့ debt မရှိရင် तू ဘာလုပ်တော့မှာတော့မကောင်းတာလုပ်တော့မယ်မကောင်းတာလုပ်ရင်မကောင်းတာရဲ့နောက်ဆက်အတွက် तू ဖြေရှင်းရတော့မယ်အဲ့ဒါကိုဆင်းရဲခြင်းလို့ပြောတာချမ်းသာခြင်းဆိုတာဘာလဲကောင်းတဲ့ debt တွေရှိနေတာ ကောင်းတဲ့ဓာတ်တွေရှိနေရင် तू ကောင်းကျိုးအဆက်ဆက်ရပြီးတော့ချမ်းသာမှာပဲ